အလုံးမဲမင်္ဂလာပါခင်ဗျာယလင်းဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါရယ်ဗျဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook အသုံးပြုတဲ့မိတ်ဆွေတွေအတွက်ကိုယ့်ရဲ့ Facebook account password ကိုမေ့နေရဆိုရင်အလွယ်ကူဆုံးပြန်ကြည့်လို့ရမယ့်နည်းလမ်းလေးကိုအစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲကိုအခုလက်ရှိအသုံးပြုနေတဲ့ Facebook account password ကိုပြန်ကြည့်ကြတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့ဖုန်းထဲမှာအရင်တော့ login ဝင်ခဲ့ပြီးတဲ့ Facebook account အားလုံးရဲ့ password တွေကိုပြန်ကြည့်ကြတာဖြစ်ဖြစ်ပေါ့နော်ဒီနည်းလမ်းလေးတိုင်းပြန်ကြည့်လို့ရပါတယ်ဗျပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီကိုဖုန်းထဲမှာရှိတဲ့ Chrome browser တွေကိုတွားလိုက်ပါဗျ ကိုယ့်ရဲ့ဖုန်းက global version ဆိုရင်လည်းဒီဖုန်းဆက်တင်ထဲမှာရှိရဲကျွန်တော်တို့ဒီ Google ဆိုတဲ့ထဲကိုသွားလို့ရရယ်ပေါ့နော်ကိုဖုန်းက China version ဒါမှဝင်အခြားဖုန်းမျိုးသားရေဆိုရင်တော့ကျွန်တော်ကူပြသလို Chrome browser တွေဝင်လိုက်ပေါ့နော်ဝင်ပြီးပြီဆိုတာနဲ့ကျွန်တော်ဒီ Chrome browser ရဲ့အပေါ်ဆုံးထောက်မှာရှိရဲဒီအဆက်430ကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာဒီအဆက်430ကိုနှိပ်လိုက်ရင်ဒီအောက်နားမှာ setting ဆိုတာလေးကိုထပ်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာအဲ့ setting ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြီးလိုက်ပါခင်ဗျာ စတင်ဆိုတာလေးကိုနှိပ်လိုက်ရင်ကျွန်တော်ဒီပုံစံတိုင်းတွေ့ရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ဒီအပေါ်ဆုံးမှာကိုဒီ Chrome browser ထဲမှာ login ဝင်ထားဝင်ပေးထားတဲ့ Gmail ကိုကျွန်တော်ဒီပုံစံတိုင်းနေ့တွေ့ရမှာဖြစ်ပါတယ်အဲဒီနေရာမှာကိုကဒီ Gmail ကအများအားဖြင့်အမြဲတမ်းသုံးတဲ့ Gmail မဟုတ်ဘူးဆိုရင်အဲ့ဒီ Gmail လေးကို ောတစ်ချက်နှိပ်လိုက်ပေါ့နော်တစ်ချက်နှိပ်ပြီးရင်ဒီအောက်ဆုံးမှာဒီဆိုင်းအောက်ဆိုတာလေးရှိပါတယ်ဗျဒီအကောက်ထွက်တဲ့နေရာလေးပေါ့နော်ဒီဆိုင်းအောက်ဆိုတာလေးကိုတစ်ချက်နှိပ်တစ်ချက်နှိပ်ပြီးရင်အာဒီဂျီမေးကိုဆိုင်းအောက်ထွက်သွားပြီဆိုရင်ဒီနေရာမှာကိုအမြဲတမ်းသုံးတဲ့ဂျီမေးတစ်ခုကိုလောရင်ပြန်ဝင်ပေးရမှာဖြစ်ပါတယ်ဗျအဓိကကတော့ဒီ Chrome browser မှာကိုအမြဲတမ်းသုံးအမြဲတမ်းနှိပ်အသုံးပြုခဲ့တဲ့ဂျီမေးကိုလောရင်ပြန်ဝင်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကဒီဂျီမေးကအမြဲတမ်းသုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဂျီမေးတိုင်းထားလိုက်မယ်ပေါ့နော် ပြီးပြီဆိုရင်အောင်နာကိုနည်းနည်းဆွဲလိုက်ပါခင်ဗျာအောင်နာကိုနည်းနည်းဆွဲလိုက်ရင်ဒီနေ့မှာ Google Password Manager ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာဒီ Google Password Manager ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြီးလိုက်ပါခင်ဗျာ Google Password Manager ကိုနှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီ Gmail အသုံးပြုခဲ့စဉ်ကာလအတွင်းကိုယ့်ရဲ့ဖုန်းထဲမှာအာကျွန်တော်တို့ password ရိုက်ထည့်ခဲ့တဲ့ website တွေ software တွေအာအခြား login ဝင်ရတဲ့အရာတွေအကုန်လုံးဒီနေရာမှာ password တွေအကုန်လုံးပြန်ကြည့်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ဆိုရင်မှာ Amazon တို့ APK Pooja တို့စသဖြင့်ပေါ့နော်အဲဒီလိုမျိုး login ဝင်ခဲ့တဲ့ဒီမှာ ဒီ website တွေ app တွေအကုန်လုံးဒီနေရာမှာဒီလိုမျိုး dance CV အကုန်လာတွေ့ရမှာဖြစ်ပါလေဗျာဒီနေရာမှာကျွန်တော်တို့က Facebook account password ကိုပြန်ကြည့်ကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ Facebook icon လေးနဲ့ facebook.com ဆိုတာလေးကိုတွေ့အောင်လိုက်ရှာလိုက်ပါအဲကျွန်တော်ကဒီမှာတွေ့ပြီပေါ့နော်အကယ်၍ကိုကဒီ facebook.com ကိုမတွေ့ဘူးဆိုရင်ကျွန်တော်အခုအပေါ်မှာမျှထုတ်ပြပေးထားတဲ့ share ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပြီးတော့ Facebook လို့ရိုက်ရှာလိုက်ရင်လည်းရပါတယ်ခင်ဗျာအဲဒီ facebook.com ကိုတွေ့အောင်ရှာပြီးနှိပ်လိုက်ပါနော်နှိပ်လိုက်ပြီဆိုတာနဲ့ဒီနေရာမှာမိတ်ဆွေရဲ့ facebook ဖုန်းမှာ lock ခတ်ထားတဲ့ log ကိုသူက verify လုပ်ပြီးတော့လာဖွင့်ခိုင်းနေတယ် လာခွင့်ခိုင်းနိုင်မယ်ပေါ့နော်ကျွန်တော်ပင်လော့ပဲဖြစ်ဖြစ် password လော့ပဲဖြစ် pattern ပဲဖြစ်ဖြစ်ဒါမှမဟုတ် fingerprint ပဲဖြစ်ဖြစ်ပေါ့နော်အဲအဲ့ရအဲ့ law ကိုတစ်ချက်ဖွင့်ပေးလိုက်ပါဖွင့်ပေးလိုက်ပြီဆိုတာနဲ့ဒီလိုမျိုးကိုယ့်ရဲ့ phone ထဲမှာ login ဝင်ခဲ့ပြီးရ Facebook account တွေအကုန်လုံးတန်းစီပြီးတွေ့ရမှာဖြစ်ပါတယ်အဲဒီမှာပေါ့နော် account တွေအများကြီးပဲတွေ့ရမှာဖြစ်ပါတယ်ဗျဒီ account တွေထဲမှာကိုယ် password ကြည့်ကျင်တဲ့ account ကိုကျွန်တော်ဥမာတစ်ချက် share လိုက်ပေါ့နော်ဥပမာကျွန်တော်ဆိုရင်အဲဒီ account ပေါ့နော် e3 3200 gmail.com ဆိုတဲ့ gmail နဲ့ facebook account ကိုကြည့်ကျင်နေဆိုရင်ဒီအောက်မှာ သူ့ရဲ့ password ကလေးကိုကြည့်လို့ရပါတယ် password က default အားဖြင့်ဆိုရင်တော့ဒီလိုမျိုးသူ့ရဲ့ security ကြောင့်ဒီလို dot asset ကလေးပဲပေါ်နေပါဘောနော်ကျွန်တော်တို့က password ကိုကြည့်ကျင်နေဆိုရင်တော့ဒီတော့အနောက်မှာရှိတယ်ဒီမျက်လုံး icon လေးကိုတစ်ချက်နှိပ်ပြီးတော့ password ကိုကြည့်လိုက်လို့ရပြီဖြစ်ပါတယ်ဒီမျက်လုံး icon လေးကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ဒီ password asset ကလေးရနေပြီးတော့သူကကိုပေးခဲ့တဲ့ password ကိုပြန်ပေါ်သွားမှာဖြစ်ပါတယ်ဗျပြီးရင်အဲ့ password ကိုကျွန်တော်တို့ ဟိုတလုံးချင်းနေရေးပြီးဖြည့်တာရဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဒီအနောက်မှာရှိရဒီ copy icon လေးကိုနှိပ်ပြီးတော့ဖြစ်ဖြစ်ဒီ password ကို copy ယူလို့ရပါတယ်ဒီနီလန်းလေးကိုသုံးပြီးတော့ကျွန်တော်တို့ဖုန်းထဲမှာအသုံးပြုခဲ့တဲ့ Facebook account password အဟောင်းနေဒါမှမဟုတ်လက်ရှိအသုံးပြုနေတဲ့ Facebook account ရဲ့ password ကိုအလွယ်တကူပြန်ကြည့်နိုင်မှာဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ဒုချင်းတွေကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ